မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ19ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကြောင်းရွာအခြေဆိုင်ခမရ96တက်ရင်ကဘိုးကြီးတိမ့်ထိုက်ဈေးဝယ်ထွက်လာတဲ့အချိန်ပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ18ရက်နေ့မှာရင်းမြို့နယ်ကြောင်းရွာအခြေဆိုင်ခမရ96တက်ရင်ကဘိုးကြီးတိမ့်ထိုင်တဲ့သူ့ရဲ့မိန်းမဖြစ်သူအပါအဝင်စစ်သား9ဦးက ကားနဲ့ဈေးဝယ်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကကျောင်းရွာလမ်းမိုက်တနေရာမှာစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဆက်တပ်ကအသက်30အရွယ်ဗိုလ်ကြီးတိမ့်ထိုက်ပြင်းထန်ဒဏ်ရာရရှိကာဈေးရုံကိုပို့ဆောင်တဲ့အချိန်လမ်းမာတွင်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်ဗိုလ်ကြီးတိမ့်ထိုက်ရဲ့ အသက်50အရွယ်မရဖြစ်သူနဲ့စစ်သား3ဦးလည်းထိခိုက်ဒဏ်ရာရှိကာဆေးရုံတင်ထားရတယ်လို့သိရပါဗျ။သူတို့ဈေးဝယ်ထွက်တဲ့အချိန်ကိုကျွန်တော်တို့တွေလမ်းတနေရာမှာစောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ဗိုလ်ကြီးတိမ့်ထိုက်ကတော့ကားနဲ့ဆေးရုံကိုပို့ဆောင်တော့လမ်းတဝက်မှာတွေးထွက်လုံပြီးတော့သေးတယ်။ဗိုလ်ကြီးရဲ့မရကတော့ဝမ်းပိုက်တစ်ချက်ကြီးစံထိမှန်ပြီးတော့ဒဏ်ရာရတယ်။ ်သေဆုံးတာကဘိုးကြီးတအုပ်တည်းပဲတည်တယ်လို့စစ်ရေးသတင်းရေးမြစ်ထံကသိရပါတယ်သူ့မိန်းမနဲ့စစ်ခွေးသုံးအောင်ကတော့ဘယ်ဆေးရုံမှာတင်ထားလဲဆိုတာမသိရသေးဘူးကျောင်းလာလမ်းပိုက်တနေရာမှာစောင့်ကြိုတိုက်ခိုက်ခဲ့တာပါလို့ Youth Revolutionary Force ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို YRF လူငယ်တော်လှန်ရေးအဖွဲ့နဲ့ KNL တိုက်ရင်20ခေါ်တက်ခွဲ9တက်ခွဲ3တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမြို့နယ်ကြောက်ကာရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုဩဂတ်စ်နဲ့စက်တဘာလအတွင်းမှာတော်လိုင်းတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ရာစစ်သားအယောက်၄၀တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ၈ရက်နေ့ကစတင်ပြီးတော့မုံရွာကြောက်ကာလမ်းမိုက်မှာရှိတဲ့စီဝိုင်းတက္ကသိုလ်ကထွက်လာတဲ့အင်အား၁၅၀ပါတဲ့စစ်ကြောင်းဟာကြောက်ကာရွာကိုစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲများစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက ဩဂတ်စ်လ၈ရက်နေ့၊၉ရက်နေ့၊၁၀ရက်နေ့နဲ့၁၁ရက်နေ့တွေမှာနေ့စဉ်လိုက်လံပိတ်ဆို့တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်ကအယောက်၄၀တေဆုံးခဲ့ပြီးတော့ဗိုလ်မှူးတအုပ်နဲ့ဗိုလ်ကြီးတအုပ်အပါအဝင်အယောက်၂၀ခန့်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးစစ်ကြောင်းဟာဩဂတ်စ်လ၁၄ရက်နေ့ကစတင်ပြီးတော့လက်ရှိအချိန်ထိကြောက်ကာရွှေကူနီဖျောင်းဝဲအတွင်းမှာအထိုင်းချတပ်ဆွဲထားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ကြောက်ကာရွှေကူနီဖျောင်းဝဲအတွင်းကိုလည်း ဒေါ်လိုင်းတပ်ဖွဲ့များကဩဂတ်စ20ရက်21ရက်နဲ့စက်တဘာလ16ရက်နေ့တွေမှာတွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်တိုက်စုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ စစ်ခွေးတွေစစ်ကြောင်းစထိုးတဲ့အချိန်တိုက်ပွဲဖြစ်တာကတော့စစ်ခွေးအကောင်၄၀တေဆုံးခဲ့ပြီးတော့ဗိုလ်မှူးတကောင်ဗိုလ်ကြီးတကောင်အပါအဝင်ရောက်၂၀လောက်ထိခိုက်ဒဏ်ရာရရှိသွားပါတယ်စစ်ခွေးတွေအထိုင်ချတပ်ဆွဲနေတော့တွားရောက်တိုက်ခိုက်ခဲ့တာမှာစစ်ခွေးတွေတဲ့စီးရင်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်လက်တလော့အကြမ်းဖက်ဆက်တက်ကကြောက်ကရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုဇက်တိုင်မိရှုဖျက်ဆီးနေကမုံရွာအရာတော်လမ်းပိုင်းမှာရှိတဲ့ကြောက်ကရွာရွှေကူနီဖေးယားရွှေကူဖြူဖေးယားမှာလည်းတပ်ဆွဲပြီးတော့ဂိတ်စခန်းတွေဖွင့်လှစ်ထား ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဒဂုံမြို့တဲ့အရှေ့ပိုင်းမြို့နယ်အမှတ်124ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးကိုလက်ပစ်ဗုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအုပ်ချုပ်ရေးမှုနဲ့ပြူစောတီ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့စက်တဘာလ16ရက်နေ့မနေ့2နာရီ16မိနစ်အချိန်မှာဒဂုံမြို့တဲအရှိပိုင်းမြို့နယ်ဟန်သာဝတီလမ်းနဲ့ဗရောင်းမြိုင်လမ်းဆောင်မှာရှိတဲ့အမှတ်124ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးကိုမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များကလက်ပစ်ဗုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှုနဲ့ပြူစောတီ3ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။လက်ပစ်ဗုံးနှလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တာပါ။ရုံးမှာကရပ်ကွက်ကင်းဆောင်ကင်းပတ်လုံလေကြတဲ့အကြမ်းဖက်စစ်တပ်ရဲ့လက်ပါစီ ုပ်ချုပ်ရေးမှုနဲ့ပြူစောတိသုံးကောင်လောက်ထိသွားတယ်လို့ကနအူးမြေပြင်သတင်းရထားပါတယ်ဈေးရုံကားတွေရောက်သွားတယ်လို့သိရတယ်ပောက်ကွဲပြီးတော့124ရက်ကွက်ထဲရောနီးဆက်ရ133ရက်ကွက်ထဲရောစစ်ခွေးရဲခွေးနဲ့ပြူခွေးတွေအများအများကင်းပတ်နေအစီအစေးတွေလုံနေကြပါတယ်ဒီမနေ့အထိအဲ့ဒီ124ရက်ကွက်ရုံအနီးတစ်ဝိုက်ကိုပိတ်ဆို့ဆစ်ဆေးတာတွေမျိုးနဲ့လမ်းသွားလာတာပြည်သူတွေကိုဆစ်ဆေးတာမျိုးတွေလုပ်နေကြတယ်လို့မြေပြင်သတင်းရထားပါတယ်လို့ Operation Flame အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ ၎င်းစစ်စင်ရေးကို Operation Flame အဖွဲ့နဲ့အတူမဟာမိတ်ဖြစ်တဲ့ရန်ကုန် UG People Army 1UPA တို့ပူးပေါင်းက Operation Flame Firepower အထူးစစ်စင်ရေးအဖြစ်နဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များဘေးအန္တရာယ်ကင်းရှင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရက်ွက်အုပ်ချုပ်ရေးမှူးယုံဟာအကြမ်းဖက်စစ်တပ်ကပြုတ်လုမဲ့အတူရောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်လှုပ်ရှားနေတဲ့ယုံတယုံဖြစ်တဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Operation Flame အနေနဲ့အကြမ်းဖက်စစ်ကောင်စီပြုတ်လုဖော်ဆောင်မဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးတော့အချိန်မြင့်တိုက်ခိုက်ချိန်မောင်းသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ရွှေကူမြို့နယ်အတွင်းမှာရှိတဲ့ KIA ရဲ့စစ်တင်နှံဖွင့်လျံပြင်ဆင်နေတဲ့နေရာကိုအချက်ပါစစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲချခဲ့ရာလူ15ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ18ရက်နေ့မနေ့3ည3ည9:15မိနစ်ဝန်းကျင်အချိန်မှာ ရွှေကူမြို့နယ် KIA တပ်မဟာစစ်တဲ့နယ်မြေတရင်ဆက်နဲ့အတွင်းစစ်တင်နှံပေးရန်ပြင်ဆင်ထားတဲ့နေရာကိုစစ်တပ်ကတိုက်လေရင်များနဲ့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။အခုလိုဘုံကျဲချမှုကြောင့်စစ်တင်နှံပေးရန်ပြင်ဆင်ထားတဲ့နေရာကတဲနဲ့အဆောက်အုံတချို့ထိခိုက်ပျက်စီးသွားပြီးတော့လူ15ဦးထက်မနည်းသေဆုံးသွားပြီး10ဦးထက်မနည်းဟာလည်းဒဏ်ရာများရရှိထားခဲ့တယ်လို့သိရပါတယ်။တင်နှံကြောင့်လှုပ်ဖို့ပြင်ထားတဲ့နေရာပါအဲ့ဒီနေရာကိုဘုံကျဲသွားတာပထမအချိန်ကျဲတယ်ဒဏ်ရာရတဲ့သူတွေကိုကယ်ထုတ်နေတော့ တိတ်မကြဘူးနောက်တစ်ခါထပ်ကျဲတယ်တင်နန်းဖွင့်ဖို့ပြင်ဆင်ထားတဲ့နေရာဖြစ်ပါတယ်တင်နန်းကြောင်းလို့တော့ပြောလို့မရသေးဘူးလို့ KIA သတင်းရေးမြစ်ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ခွေးတက်ကကချင်းပြည်နယ်အတွင်းကိုလေကြောင်းတိုက်ခိုက်မှုများတောက်လျှောက်လှုပ်ဆောင်လျက်ရှိပြီးတော့ဖားကံမြို့မှာလည်းမင်းကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ မနေ့ကစက်တမလာ16ရက်နေ့မနေ့အစောပိုင်း17နာရီကျော်ခန့်မှာအကြမ်းမဆက်တဲ့ကစိတ်မှုချေးရွာမော်ရှန်ရက်ကွက်မှာရှိတဲ့ရတနာစိန်ကုမ္ပဏီဝင်းကိုလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့ပြီးတော့လူတော့ထိခိုက်မှုမရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ဆွဲတော်ကားကြီးကွင်းမှာကားအစီးရေထောင်ထဲချပြီးတော့ပိတ်မိပြီးတဲ့နောက်ကားသမားတွေဆန္ဒပြမှုထမှန်ဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကားလမ်းကျော်တွေအလုံးပြန်ဖွင့်တဲ့အချိန်မှာဆွဲတော်ကားကွင်းမှာကားအစီးရေတထောင်ကျော်ပိတ်မိနေပြီးတော့စစ်ဆေးမှုတွေကြန့်ကြာတာတွေနဲ့ဂျားဖြတ်စစ်ဆေးမှုတွေကိုကန့်ကွက်တဲ့အနေနဲ့စက်တင်ဘာလ15ရက်နေ့ကကားသမားတွေအလုံးဟွန်းတီးပြီးတော့ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။ ်ကားထွက်ဖို့စာရွက်အရင်ထပ်ရပါတယ်စာရွက်သွားထပ်ရင်အဲ့ဒီစာရွက်ကိုစစ်ဖို့အတွက်သူတို့က10ရက်လောက်ကြာတယ်အဲ့ဒါပြီးမှကားတန်းရတာအရင်ကကားထွက်ဖို့9ရက်လောက်ကြာရင်အခုက15ရက်လောက်ကြာမှဒီကွင်းထဲကနေပြီးတော့ကားထွက်ရတာပါလို့ကားသမားတို့ကရှင်းပြထားပါတယ်ဆွဲတော်ကားကွင်းမှာ15တန်နဲ့အထက်ကုန်တင်ရင်တွေအစစ်ဆေးခံဖို့စစ်ကောင်စီကအမိန့်ထုတ်ထားတယ်လို့သိရပါတယ်ရခင်ကလည်းကားတွေလမ်းနဲ့ချီပြီးတော့ပိတ်မိနေတာမို့လို့ဂုံကားသမားတွေဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ် ရွှေချက်ရက်ဇက်စိရတနာဘုံတရာသခိုင်းတရာကနေဖြတ်တန်းသွားလာမယ်15တန်နဲ့အထက်ကုန်တင်ရင်တွေကိုဇူလိုင်လ21ရက်နေ့ကစတင်ကဆွေးဆွေးရေးလုပ်ငန်းအဖွဲ့ကပြည်ကြီးမင်္ဂလာဆွေတော်ကာဝင်းကြီးထဲမှာစီစစ်ခွင့်ပြုသွားမယ်လို့ထုတ်ပြန်ထားပါတယ်အင်းစည်းကားနဲ့ကားအသေးတွေကိုရွှေချက်ရက်ဇက်စိနဲ့သခိုင်းတရာဂိတ်တို့မှာဆစ်ဆင်းနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တောင်ပိုင်းခရိုင်ခရိုင်မြို့ပေါ်မှာအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုမတရားပြုကျင်ရန်ကြံစီခဲ့တဲ့ဦးလေးဖြစ်သူကိုရက်ကွက်နေပြည်သူများကဝိုင်းဝန်းဖမ်းဆီးကရဲလက်အပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တမလ19ရက်နေ့မနက်2နာရီခန့်အချိန်မှာခရိုင်မြို့အမှတ်၈ရက်ကွက်နေမိန်းကလေးငယ်တဦးအိမ်တွင်းမှာတယောက်တည်းရှိနေတဲ့အချိန်နဘေးသုံးအိမ်ကြားကအတော်ဖြစ်သူရဲ့ယောက်ျားကအိမ်ထဲကိုဝင်လာပြီးတော့အထမပြုကျင်ရန်စူးစမ်းရမှာမိန်းကလေးငယ်ကအော်ဟစ်အကူအညီတောင်းခံခဲ့ခြင်းဖြစ်တယ်လို့ ဒေတာရင်းနှွေဦးတော်လိုင်းစာမျက်နှာခရမ်းချန်နယ်ထံကသိရပါဗျ။ညကဖြစ်သွားတာပါ။ဦးလေးအရင်တော့မဟုတ်ဘူး။မိန်းကလေးရဲ့အတော်ကိုယူထားတဲ့ယောက်ျားပါ။ညနန္နာရီလောက်မိပိတ်ပြီးတော့အာဓမပြုတ်ချင်မှုဂျိုးစားတာ။သူ့ရဲ့မိသားစုကလည်းခီးသွားနေတယ်လို့သိရတယ်။မိန်းကလေးငယ်ကငဲတန်းပအောင်အော်လို့ရက်ကွက်ကလူတွေနိုးပြီးတော့အကုန်ဝိုင်းဖမ်းခဲ့ကြတာ။ဖမ်းပြီးတော့ရက်ကွက်ကလူတွေကပဲတရားခံကိုရဲစခန်းကိုခြေကျင်မဲ့တွားပို့ခဲ့ကြတယ်လို့အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။ အောက်မှပြုတ်ကျင်ရန်ကြံစီတဲ့သူဟာကြာမန်းအလုပ်လုပ်ကင်သူအသက်30ခန့်အရွယ်ရှိတဲ့မဆိုးဆိုသူဖြစ်ပြီးတော့၎င်းရဲ့အမျိုးသမီးရောမိန်းကလေးငယ်ရဲ့မိသားစုများကပါခရီးသွားနေတဲ့အချိန်မှာကြံစီခဲ့ခြင်းဖြစ်ကြောင်းခရမ်းချန်နယ်ကတောင်းရှိသူကရှင်းပြထားပါတယ်။တခုချီးကျူးကျင်တာကရက်ကွက်နေပြည်သူတွေပါကျူးလွန်တဲ့သူကထွက်ပြေးဖို့စ조사ခဲ့ပေမဲ့ရက်ကွက်အင်အားကိုမကျော်နိုင်ခဲ့ပါဘူး။ရက်ကွက်ပြည်သူအများပြားကဝိုင်းပြီးဖမ်းဆီးကြတာပါ။နောက်ပြီးတော့ရှေ့ရက်ကွက်ဆိုတာကခရမ်းမြို့ရဲ့မြောက်ဘက်အစွန်မှာရှိတဲ့ရက်ကွက်ပါ။အဲ့ဒီကနေမြို့ထဲရဲစခန်းအထိကို ရက်ကွက်နေပြည်သူအများအပြားကတရားခဏ်ကိုချေချင်းလိုက်လံပို့ဆောင်ခဲ့ကြတာပါလို့ခရမ်းချန်နယ်ကတာဝန်ရှိသူကပြောပြထားပါတယ်။အာဓမပြုကျင့်ရန်ကြံစီသူကိုဖမ်းဆီးအောင်ပါရဲစခန်းကိုပို့ဆောင်တဲ့အခါမှာပါစစ်ကော်မရှင်လက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တအူးတယောက်မှမပါဘူးလို့ခရမ်းချန်နယ်ကပြောဆိုထားပါတယ်။ပြည်သူတွေတခုခုဖြစ်ပြီးဆိုရင်အဲ့ဒီမေလို့အုပ်ကြီးတွေအုပ်လေးတွေကကောင်းပြီးချုံပြီးပုံနေကြတာပါပြည်သူတွေကိုဒုက္ခပေးဖို့ဆိုရင်တော့စစ်ခွေးတွေရဲ့အနောက်မှာအမီလေးတနက်နက်နဲ့ ညာတော့ကအုတ်ကြီးတွေသူတို့နဲ့မဆိုင်သလိုပဲနေနေကြတာကျွန်တော်တို့လည်းကြားတယ်လို့ခရမ်းမြို့မှာဈေးအနည်းမှနေတဲ့ပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်ကြောက်တိုင်ရွာရွှေစီရီဖုန်ကြီးကျောင်းကိုအချက်မဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျိုင်ရိုကော့ပတာ၃စီးနဲ့လေကြောင်းတိုက်ခိုက်ဖုံးကျခဲ့ရမှာကိုရင်ကြီးတပါပြန်လည်တော်မူသွားပြီးတော့ကျောင်းဆောင်များပြက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တမလာ၁၈ရက်နေ့မနက်၁၀:၂၀မိနစ်ခန့်မှာမြင်းညာမြို့နယ်ကြောက်တိုင်ရွာအရှိတ်ဘက်မှာရှိတဲ့ရွှေစည်တီဖုန်ကြီးကျောင်းကိုအကြမ်းမဲ့ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဆက်တက်လေယာဉ်ငယ်ခေါ် gyrocopter ၃စီးနဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါဗါးအကြမ်းမဲ့ဆက်တက်ရဲ့လေကျောင်းတက်ခိုက်မှုအတွင်ကြောက်တိုင်ရွာအရှိတ်ဘက်မှာရှိတဲ့ရွှေစည်တီဖုန်ကြီးကျောင်းကတတ်တော်62နှစ်အရွယ်ကိုရင်ကြီးတစ်ပါးပြန်လည်တော်မူခဲ့ပြီးတော့ဂုံးသာရွာကတောင်သူအမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးဒါအပြင်ဖုန်ကြီးကျောင်းဆောင်များလည်းပျက်စီးခဲ့တယ်လို့သိရပါဗါး စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကြောက်တိုင်ရွာရွှေစည်တီဖုန်ကြီးချောင်းကိုဂျိုင်ရိုကော်ပတာ၃စီးနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါရွှေစည်တီဖုန်ကြီးချောင်းကတတ်တော်60နှစ်နဲ့အရွယ်ကိုရင်ကြီးတပါပြန်လည်တော်မူသွားပါတယ်ဂုံးသာရွာကတောင်ရလုတ်ကင်နေတဲ့အမျိုးသမီးတဦးလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းညာလူလူလှုပ်ရှားမှုကော်မတီကတောင်ရှိသူကပြောဆိုထားပါတယ်လက်တလုံးမှာမြင်းညာမြို့နယ်မှာစစ်တပ်ကမြေပြင်စစ်ကြောင်းထုတ်မှုများရှိနေပြီးတော့လေကြောင်းတိုက်ခတ်မှုများလည်းဇက်တိုက်လှုပ်ဆောင်နေတယ်လို့တော်လိုင်းရေးသတင်းအမြင့်များထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှယ်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ